ကဲဒါတို့မျိုးရေဒါဆိုရင်ဆရာစပွဲပေါ့အခုကြည့်လိုက်ပါဦးနော်ဆရာဒီမှာပျက်စီးလေးလေးမျိုးဆရာတင်ထားတယ်နော်ဆိုတော့ဒီနေ့ဆရာတို့ကဘာလေ့လာမလဲဆိုတော့ဒါ heavy light ဟုတ်ပြီနော်ဆိုတော့ heavy ဆိုတာဘာလဲလေးတာပြောတာဟုတ်ပြီနော်ဆိုတော့ light ဆိုတာဘာလဲပေါ့တာပြောတာဆိုတော့ဒီ heavy နဲ့ light နဲ့နှစ်ခုကဘယ်လိုကွာခြားတာလဲ เนาะလေးတာနဲ့ပေါ်တာနဲ့ဘယ်လိုများกว่าခြားလဲเนาะဆရာတို့ပတ်ဝန်းကျင်မှာမြင်တွေ့နေကြပစ္စည်းတွေကိုသုံးပြီးတော့ဆရာတို့ကဒါကိုလက်တွေ့ကြကြဒီနေ့စမ်းသပ်ကြည့်ကဲဒါဆိုသားတို့ရေပထမဆုံးပစ္စည်းတစ်ခုဆရာစပွဲပေါ်မှာဗာကြီးလဲကဲဒါโอเคအုတ်နေကြီးဟုတ်ပြီเนาะဆရာတို့အိမ်ဆောက်တဲ့အခါမှာသုံးတယ်ဟုတ်တယ်မလားအုတ်နေကြီးဆိုတော့ဘယ်အလေးပဲတဲ့ဆရာမကြည့်တာဆိုတော့တော်တော်လေးတာအုတ်နေကြီးကသူ့ရဲ့ပုံစံဆိုတော့ ဒါသည်ဆရာတော့ heavy လို့ခေါ်လို့ရနော်လေးတယ်ဆိုတော့တော်တော် heavy ဖြစ်တယ်ဒါတော့ငယ်ဝင်အုံနေကြတကယ်ရှားပြီးမှကြည့်နော်ဟုတ်လားမနေ့မှဆိုတော့ very heavy အဲ့တော့ okay อ่ะ heavy ကဲဒါဆိုဒါတော့မီးတော့ဘေးမှကြည့်ရဒီမှာ marker pen လေးကိုကြည့်ကြည့်လိုက်ကဲပါကြတော်ပေါ့ဆရာတော့အခုက okay တက်စာရင် ော်တော်ကိုပေါ်တယ်ဆိုတော့ဒါမျိုးဒီဆရာတို့က light ဆိုပြီးတော့ခေါ်တယ်ကဲဆိုတော့ light ဆိုတာပေါ်တယ်ဟုတ်ပြီနော်ဆိုတော့ဆရာတို့ဒီနှစ်ခုကိုပြန်ရှင်းကြည့်ရအောင်ဆိုတော့အနေဥနီရဲ့လေးရွယ် heavy light ကဲဆိုတော့ဒီနှစ်ခုကိုရှင်းပြီနော် heavy light ကဲဒါဆိုဒါတို့မျိုးကြီးဒီတစ်ခါကျတော့ ဆရာနောက်ပစ္စည်းတွေကိုဆရာထပ်ကြည့်ခြင်းတည်းကဲဆိုတော့ဒီဘက်ကျမ်းမှာရှိတဲ့ပစ္စည်းနှမျိုးကိုကြည့်ကြပါเนาะဒီဒီနှမျိုးကတတွဲပေါ့เนาะပြီးသွားပြီဆိုတော့ဆရာတို့ဒီပစ္စည်းနှမျိုးကိုထပ်ကြည့်မယ်ကဲဆိုတော့ဒီဘက်ကဆရာယူလာတဲ့ဒမ်မီလေးဒမ်မီလေးကိုကြည့်ကြည့်မယ်ဆိုတော့ဆရာအရင်ဆုံးစမ်းသပ်ကြည့်เนาะဒမ်မီကိုခောက်ကြည့်ဘာတူသားဆရာတို့ပလတ်စတစ်သားနဲ့လုပ်တာပလတ်စတစ်ဆိုတာဆရာတို့ပေါ့ဒါမှမကင်ကြည့်ရင် အားမရှိဟုတ်လားအေးဆေးပဲကင်လို့ရတယ်မီးရတော်တော်ပေါ့ဆိုတော့ဒါမျိုးစီဆရာတို့ဒီပေါ့တဲ့ခါကျတော့ light သဘောပါဗနော်ကဲဒါဆိုသားတို့ရဒီဘက်ပေးရဒီမှာဘာကြီးလဲမသိစမ်းကြည့်အောင်ဆရာတို့ဆရာခောက်ကြည့်လိုက်ဟောအတန်ကြားလားဆရာတို့ဒီတန်ကြားဆိုတာတန်ကြောင်းနော်ဆရာတန်ကြောင်းဆိုတော့ကင်ကြည့်ရင်လေးတယ်ဟုတ်ပြီနော်တက်လာဆိုတော့ เนาะตันจ้างวันตีตาเนาะเสียก็แล้วสรุปถ้าเราชินจี้บ่เนาะกาวเนมาสรุปมาพลาสติกเนี่ยตันเนี่ยเบยอ่ะลีบีเบยอ่ะป่มเลยทีนี้มาพลาสติกตาเนี่ยตันจ้างเนี่ยเอ้เนาะสรุปพลาสติกดิเสียรัวไลท์เอาพี่เนาะตันจ้างดิเฮฟวี่สรุปဒီကောင်ဒီပေါ်တယ်တန်ချောင်းဒီလေးတယ်ဆိုတော့ဆရာတို့ကပြောချင်တာအဲ့ဒါပဲเนาะဆိုတော့ heavy light ဆိုတာဆရာတို့ကလေးတာနဲ့ပေါ်တာမျိုးဒါတို့သမီးတို့ကခေါင်းထဲမှာဇွဲနေအောင်သိရမယ်။ဒါဆိုတော့ဒါတို့သမီးတို့เนาะအိမ်မှာလဲဒါတို့သမီးတို့ကပြန်ပြီးတော့စဉ်းစားကြည့်။เนาะဥပမာဂဲလုံးလေးတစ်ခုเนาะကျက်စလစ်ခဲပဲเนาะအဲ့ဒါလေးတစ်ခုယူလိုက်။တစ်ဖက်မှာကြာတော့ဆရာတို့ငှက်မွေးလေးတစ်ခုယူလိုက်။ဆိုတော့ဒီဂဲလုံးနဲ့ငှက်မွေးနဲ့ကြာတော့ဘယ်ကပူလေးပြီးဘယ်ကပေါ့မယ်တဲ့။ဟုတ်တာပေါ့။ဂဲလုံးကလေးတယ်။ heavy ငှက်မွေးကြာတော့ light အဲ့လိုမျိုးရှိ။ဒါဆိုတော့ဆရာတို့ဒီထက်ပိုပြီးသိတာတော့အောင် တခုကြည့်ဆိုတော့ဒါသမီးတို့ဒါစဉ်းစားကြည့်လိုက်ဥမာစင်ကြီးတကောင် elephant အာဆိုစင်ကြီးကဗာလဲအာကောင်မောင်းတန်ဒီပဲသူ့ကိုလုံးရအောင်တယ်မလားအဲတစ်ဖက်မှာကျတော့ဒါသမီးတို့ပြောစိတ်လေးတကောင်ပြောစိတ်လေးကတေးတေးလေးဟဲ့မမမွားလေးနော်ဆိုတော့အဲ့စင်နဲ့ပြောစိတ်နဲ့ရှင်ကြည့်လိုက်ကဲဆိုတော့ဘယ်ကလေးပြီးဘယ်ကပေါ့လဲအဲစင်ကြီးကအကြီးပဲ heavy ပြောစိတ်ကြတော့တေးတေးလေး light ဖြစ်တယ်ကဲဆိုတော့ဒါသမီးတို့အေးဆရာဒီနေ့ heavy နဲ့ light ဒီနှစ်ခုကိုပစ္စည်းလေးသုံးပြီးရှင်းပြသွားမယ်เนาะဆိုတော့တအားတို့သမီးတို့လည်းအိမ်မှာပြန်ပြီးကိုယ်ပါဝင်ချင်မှာဘာပစ္စည်းရရှိလဲပြန်စဉ်းစားပြီးသွားရင်ဘယ်ပစ္စည်းက heavy ဖြစ်တာလဲဘယ်ပစ္စည်းက light ဖြစ်တာလဲဒါလေးတွေကိုပြန်ပြီးတော့စဉ်းစားကြည့်ကြပါ thank you